အေးရကိုင်းအချောင်းမထုံးမြင်နိုင်အဲ့ဒီကောင်အရင်ရအောင်တတ်အဲ့ဒီမအေလို့မွေပွေးတယ်ဆိုတယ်အဲ့မအေလို့မွေနေတဲ့တိုင်းပြီလုံးအဲ့ဒီ TNN နေနဲ့အဲ့ဒီမအေလို့နဲ့ထုံးမြင်နိုင်အချောင်းမနဲ့နော်ဘယ်ကပေးတာနဲ့ဘူကျုံမှန်းမသိဘူးအလိုမှဖာတယ်မရုံနဲ့ဘင်္ဂလီလိုလိုဘာလိုလိုညာလိုလိုအလိုမှအရကနိုင်ငံထူတော်မယ်လီးပဲရမစိတ်ကူးမမြင်နဲ့ဟဲ့အောင်နော်ဟိုမင်္ဂလာတော့လေရင်ခွင်းတော်မသိတဲ့ကောင်အရကနိုင်ငံထူတော်အောင်မယ်တဲ့ စောဘောနော်လာလေနေတဲ့နေရာပြောရဲလားအရကနိုင်ငံထူထောင်မယ်ဆိုအခုအမ်းမာမင်းနေလိုက်လေအဲအဲ့တိုင်းစတဲ့နာကြောင့်မမေအရကနိုင်အရကပြည်ဆိုပြီးတော့မထောင်ပြီးနေကြည့်လိုက်လေအလုံးမမေလို့ဒီလှုပ်ရှားတဲ့စစ်ပွဲတွေမင်းတို့ကောင်းနေမင်းတို့တိုင်းပြည်မငြိမ်မသက်မှမင်းတို့စောက်ဆန်ရမယ်ကောင်းနေနော်မင်းတို့ဘိန်းဖြူတွေရောင်းလို့မရတော့ဘူးလှုပ်လို့မရတော့ဘူးဆိုမင်းတို့နီးမျိုးစုံနဲ့ဟိုကနေပို့ဒီကနေပို့ဟိုချက်ဒီချက်ဟိုပို့ဒီပို့နဲ့နော် တိုင်းပြည်မငြိမ်းချမ်းမစားရတော့ရမယ်ဖာတယ်မသားသမီးနဲ့ဝန်ရမ်းမေးသားသမီးငါလိုမသားမေးလို့ထုံးမြန်နိုင်အာလိုမမေးလို့တိုင်းပြည်ကိုဖြတ်တာနော်ပါရခံလီအရခံပဲရမယ်မာလိုမသားတွေကိုမိမကိုသားသမီးကြတော့နိုင်ငံသားမှာဟမ်ရခိုင်ပြည်သူလူထုယူသားစွာအေးချမ်းစွာနေချင်ရင်ရခိုင်ပြည်သူလူထုကိုနော်မိုင်းတိုက်ပြီးတော့အကုန်ဖျက်ဆီးပလိုက်တာ မတိုးတက်ဘူးလေမတိုးတက်တဲ့ဒီကောင်တွေကပြောလို့ဆိုလို့ကောင်းလေမင်းတို့အစိုးရဘာမှမလုပ်ဘူးသူတို့ကတော့ဘိန်းမောင်ကိုကူးမယ်မွေးစီဘာမောင်ကိုကူးမယ်ဘင်္ဂလဘင်္ဂလာနဲ့နော်ချင်းလဲအဲ့လိုပဲမတိုးတက်ဘူးမတိုးတက်ဘူးမင်းတို့အင်္ဂလိပ်စကားတက်တယ်တက်တယ်မင်းတို့အဲ့ချင်းပြည်နယ်လောက်အင်္ဂလိပ်စကားတက်တာဘယ်နေရာရှိလဲမင်းတို့ဒေါက်တာစာသားတို့ဘာလို့ခုပါဖြစ်တော့မင်းတို့မင်းတို့ချင်းပြည်ဘာဖြစ်သွားလဲထန်တလန်တို့ဘာလို့အဲမင်းတို့ခုလာပြန်ပြီကလေးတို့နော် ဖလန်းတို့ပြုတ်ပြက်မြို့ပဲပြက်မှာမင်းတို့လည်းဘာမှလုပ်လို့မရအောင်မင်းတို့ခေါင်းထဲမှာချီရွေးကြီးတယ်မင်းတို့ကလူတော်မတို့တဲ့စောက်ကြမ်းပတ်တဲ့နဲ့ကန်ကောင်းချမ်းသူလက်နဲ့ကန်ပြီးတော့မှဂျမ်းကားတဲ့အောက်တန်းသားစောက်ဆင်းပဲရှိတာနော်အောက်တန်းသားစောက်ဆင်းပဲရှိတာချင်းပြီမတို့တဲ့ဟူပြောမှဟောမတို့တဲ့ဟူလို့မင်းတို့ဘာလို့တိုက်ပွဲပေါ်နေလို့တိုးတက်ပြီးသားထန်တလန်မျိုးလေးတော်မှာအခုပါဖြစ်သွားပြီဟမ်နောက်ပြီးအခုဖလန်းတို့နော်ကလေးတို့ ်တလောက်စီဝိုင်းလှုပ်ရှားကောင်းနေတယ်မှာကျွန်းနေတည်တည်ရွှေတွေမြောက်ရွှေမျောတွေဖောင်းနေကိုဘကိုအေးစေးမလှုပ်ရှားပဲနေလက်နဲ့ကင်နေတဲ့အခုလွိုက်ကိုပေါလို့ပဲသားဂလေးကကြီးစံကုန်မြေလေးအောက်တန်းသားမာဝီဆိုတဲ့ကောင်ဒူးစီဦးစီကျုံတဲ့ဟမ်မင်းတို့ကအဲ့လိုမျိုး မင်းတို့ကတကယ်ပါကတကယ်ငပိမ့်မှာငါတို့မင်းတို့နဲ့မြန်မာလူမျိုးလို့ပြီးတော့မြန်မာနိုင်ငံအတွင်းမှာနေပြီးတော့လူတူတူရှင်တွဲပြရတာတော်တော်ရှက်တယ်ဟမ်အဘူတိုက်ကားဆိုလဲဟောတာဘူနကားအဘူတကြီးဆိုင်ကဒူစီးပြဘယ်ကခိုးလာဆိုင်ကလည်းမသိဘူးစီးပြရင်အမိုက်တယ်ဟမ်လီးကိုမိုက်တာအဲ့မာဝီလိုကောင်ကဖနက်စီးပြီးတော့ဟိုတချင်းလေးဆိုပြတာဖနက်ကလေးကအသက်တို့မင်းတို့ကောင်းထဲမှာတကယ်ချီးပဲရှိတယ် ဖနက်ကလေးကတူကပြောသွားတာမိုက်ပြီလို့ဟမ်ပြောတာလူတိုင်းပြောတတ်တာပေါ့ဟုတ်လားဒါငါတို့ဆိုတစ်ဖက်ကလူတွေလေလက်ချိုးရေလို့တော့ရတယ်ငါတို့လိုဒီမှာမထွက်ရဲကြအောင်ငါတို့လိုမပြောရဲကြအောင်မဆိုရဲကြအောင်လူတွေကဟမ်အာကူမာဝီရပါဖြစ်တယ်မာဝီရဲ့စောက်ရှားသဘင်သိလို့လားဟမ်တကူကြိုးအစင်းသာသာရှိတယ်မအီလိုးတွေကဒူးစီဦးစီကြုံတယ် အဲ့ဒါလည်းမိုက်နေတာပဲစစ်တပ်ကိုဖောင်းထုတ်ရင်မင်းတို့အကုန်မိုက်တယ်စစ်တပ်ဖောင်းထုတ်တယ်လို့ဆိုမင်းတို့အကုန်ဟားပေးတယ်လီးပါသွားဆုံးလိုက်မာဝီလီးပါနော်ဟိုကောင်မတည်ဘူးစစ်တိုက်တာမတည်ဘူးဟိုကောင်ဝါလို့တုတ်လို့ကောင်းကောင်းစားပြီးတော့မှမင်းတို့ BDF မတွေကိုဖုတ်နေတာမင်းတို့ BDF တွေပဲအမှညာသားတွေနော်မင်းတို့ညာသားတွေဟိုမှာမဒရာကြီးသားတရာကြီးသားကြွေးပြီးတော့မင်းတို့တေခိုင်းနေတာသိလားနော် ဒီဘက်ဒီ30လို့ဘာလို့မှာဆိုအဲ့လိုပဲနော်30လို့ဘာလို့မှာလေခရမ်းသီးနဲ့ပေသီးကျွေးပြီးတော့အမေအိမ်ကကေပြီးလွယ်ကိုင်းပြီးတော့စစ်တိုက်ကိုင်းနေတာအဲတေကုန်မိခုနော်မရှိတော့ဘူးနော်မင်းတို့ပေတာမှာတောက်တောက်လေတောင်းခမ်းမှာသူတောင်းခမ်းအောင်ဝဲရသွားတာနော်တောင်းခမ်းနဲ့ဗမော်လိုမျိုးချိန်ရမှာခုနောက်နောက်ကျန်တဲ့နေရာတွေပါ မင်းတို့လူလူလူတွေကုံတော့မှာမင်းတို့အေးရလဲမင်းတို့မသေးဘူးတင်လို့လားအေးမသေးဘူးပေါ့ဟုတ်လားအဲ KNDF တို့ဘာလို့အဲ့မှာမိုးပြင်းမှာအခုလက်ရှိဖြစ်နေတယ်ဥစားမသေးဘူးလားဟမ်ဒီမှာမင်းတို့လူမျိုးတွေပဲတပြေးပြေးနဲ့တပြေးပြေးနဲ့လူမျိုးနေသွားမှာသိလားအဲ့ဗမာ PDF တွေလည်းသေမှာပဲဘာမှသိတာမဟုတ်ဘူးတော့သူများခိုင်းတာအကုန်ရှောက်လို့လား အပြောအညာသားလို့ပြောကျွန်တော်ဆဲအောင်မယ်ကျွန်တော်ပြောရတဲ့အထဲမှာမပါတဲ့အညာသားဆိုမနာနဲ့လေနော်နော်ကိုကောင်းနဲ့ကိုအုံနှောင်းနဲ့ကိုရဲ့နှလုံးသားနဲ့အကုန်လုံးတွေးတော့ကိုအမေကိုအဖေကိုကိုမွေးတာခေါင်းပါတယ်မျက်လုံးပါတယ်ပါဇက်ပါတယ်နှလုံးသားပါတယ်ခြေထောက်တွေလက်တွေပါတယ်အုံနှောင်းတွေအသိဉာဏ်တွေနဲ့စဉ်းစားတွေးကုန်မချင့်ချိန်မဲနဲ့နော် မင်းတို့ကအထဲမှာသေနေတာမြန်မာပြည်အခုလေယာဉ်နေမိမမိမတူတူရဲ့လေယာဉ်နေရတော်တော်ကြီးကျယ်သွားပြီနော်မင်းတို့ PDF တွေ PDF ယောက်ျားလေးတွေသေနော် DNA တွေဂျပက်လက်နဲ့ကောင်တောင်းနေသေဓနုတွေသေနော်အဂျပက်လက်နဲ့ကောင်တောင်းချသူဓနုတွေသေ KIA တွေသေမမိမတွေကြံခဲ့ရောအမမင်းတို့ပြောတဲ့စစ်တကလူတွေသေတော့မိမတွေမဲပေါက်လိုက်တယ်မင်းတို့အောင်မဲပေါက်လို့မရဘူးလားမင်းတို့ကမဲ မဲဖောက်စရာမလိုဘူးသူကတွေးတဲ့လူတက်ချိန်ပြီးတော့ဒီတိုင်းခံခံရမယ်ဘဝကြီးဖြစ်ပြင်းမှာဟုတ်လားဘာလို့လဲမင်းတို့လူတော်မတိုးတော့ဘူးလေမင်းတို့ကအသိဉာဏ်ပညာမရှိဘူးအသိဉာဏ်ပညာရှိတဲ့ကောင်ကကရော့ကရော့ကရော့လိုးလိုပြီးထားခဲ့တာခံရမှာရှင်းလားနော်မပိုင်ပါမှာပို့နေပြန်ပြီညောင်ကျိုးစကန်းနဲ့ညောင်ကျိုးစကန်းပါလဲမသိဘူးအဲ့တော့ဟိုတစ်တော့မှာပဲသွားပြန်တင်ပေးမယ်တစ်တော့မှာ10မိနစ်လောက်သွားပြန်တင်ပေးမယ်တရင်နေရတော့အများကြီးပဲဒီမှာရနေရနော် ဲ့တော့ကျတော့ကိုယ့်ရဲ့အသိဉာဏ်အတွေးခေါ်နေအခုတကြံရောက်တော့မယ်လာအောင်မယ်အဲ့ဒါတကြံကိုဖြည့်ဆည်းအောင်မယ်เนาะမကြတော့ဘူးတကြံရောက်တော့မယ်ဟာဘာဖြစ်တယ်တကြံဟိုဘာဖြစ်တယ်တို့ဒီဟာဖြစ်တယ်တို့เนาะဘာကျွန်တော်လည်းလာပြောသေးတယ်ဟိုမှာလာရေးတယ်ပါလေအစ္စလမ်ဘာသာဝင်ဘယ်လိုဖြစ်သွားလဲဘယ်ဟိုအစ္စလမ်ဘာသာဝင်ကျွန်တော်ကသူများဘာသာကိုခရစ်ယာန်ဆိုလဲယုံကြည်ယုံကြည်ကြည်သူများကိုးကွယ်နေတာကိုဘာမှမပြောဘူးအစ္စလမ်ဘာသာဝင်เนาะမွတ်စလင် စ္စလမ်ဘာသာဝင်လည်းဘာမှမပြောဘူးဟိန္ဒူဘာသာဝင်လည်းဘာမှမပြောဘူးအဲ့လိုဘာသာရေးနဲ့လာပြောပြီဆိုကျွန်တော်မသိချင်အောင်ဆောင်းနေတယ်ဘာလို့လဲဆိုတော့ဒါတွေကထိလွယ်ရှာလွယ်တယ်လို့လေအဲမနေ့ကလည်းတိတော့မှာကိုဘုံကအစ္စလမ်ဘာသာဝင်အဖေဘမအမေဘမကိုယ်ဝယ်တာဗုဒ္ဓဘာသာနော်မွေးတာမင်္ဂလာတော်စစ်စေးုံမှာဗိုလ်ချုပ်ကြီးနေဝင်းရဲ့သမီးဒေါ်ဆန္နာဝင်းကအဲ့ချိန်ဟာအိုကြီးသူကိုယ်တိုင်မွေးပေးခဲ့တာနော်မော်ပြီးရှမ်းတနက်ကိုင်းတိုက်ရင်အဲ့ဒီခြံပေါက်နော် ဖေရ1980အဲထုံးဗာလဲဒီကထုံးဦးရကျွန်တော်ကကျွန်တော်ဖေရ1900ဘယ်ဘယ်နဲ့ခဏခုလည်းမသိတူမှာတော့ရေးရတော့တွေ့တာပဲနော်ဝင်လာစစ်တပ်ထဲကိုဝင်ခဲ့တာနော်မော်ဘီရှန်တဲ့မှာမော်ဘီရှန်တဲ့မှာကြီးလာတာအဖေပမာအဖေပမာအခုရဲဘော်စည်းဆိုတာရှိတယ်နော် အဲ့ဒီမှာမွေးလာတာအဲ့ဒီအမကကြက်ပြူကန်ကျောင်းမှာ၄တန်းဒီပညာသင်ပြီးတော့မှဆက်တော်ကျောင်းမှာ၆တန်းနှစ်ဒီပညာသင်ခဲ့တာဟုတ်ပြီလားနော်ဘယ်ကျွန်တော်အစ္စလမ်ဘယ်လိုဖြစ်သွားဘယ်အစ္စလမ်ကျွန်တော်ရုပ်ကအဲ့ရုပ်ပေါက်လားနော်အဲ့တော့ကျတော့ကိုယ်နိုင်ငံကိုလူမျိုးတွေနော်တိုင်းသားညီကိုမောင်နှမတွေနော်ကိုယ့်အနေကိုအေးအေးချမ်းချမ်းလေးနေတိုင်းလောက်ကန်စားတော့နိုင်ဖို့အတွက်ကိုတိုင်းပြည်အေးချမ်းအောင်အားလုံးက စူးစီးပြီးတော့မှအဲရှေ့ကိုတွားရမယ့်ဉာဏ်အမျိုးအမြင်တွေတွေးတောစဉ်းစားချင်းတင်ကြပါလို့เนาะဒီလိုတိုက်ပွဲတွေဖြစ်နေတာကကျွန်တော်တို့နိုင်ငံအတွက်ပုံရိပ်မကောင်းပါဘူးလို့เนาะဒီများနိုင်ငံဖိလစ်ပိုင်တမရကိုပဲကြည်ပါဘလောက်ထိမျိုးချစ်စိတ်ပြင်းထန်လဲဒါသူ့နိုင်ငံရဲ့တမရတယောက်ကိုเนาะကဲ ICJ အဒီဘက်ကရက်ကွက်ကစောင်းနီပိန်းရက်ကွက်ကနော်ဦးမင်းအောင်လိုက်သူတို့ပြောတာဦးမင်းအောင်လိုက်လို့ပြောတာမဟုတ်ဘူးသူတို့ပြောနေကြစကားကြီးတယ်ကျွန်တော်ပြညာကလုံးမှာကြောက်လို့နော်အဲဒီကတော့ဦးမင်းအောင်လိုက်လဲလို့ ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့အာရဝမ်းသာဖြစ်နေတာဟမ်သူများနိုင်ငံဒူတာလေးကိုဖမ်းတာဟိုဥနိုင်ငံကလူကိုဖမ်းစီခြင်းနေတဲ့ဘလောက်ဒီခေါင်းထဲမှာချီးတွေပြည့်နေလဲလို့ဟမ်အဲ့ဒီဥစ္စာကောင်းလာမှလားဖမ်းလိုက်လို့စိုးလာမှလားဟမ်ငါတို့တိုင်းပြည်တွေဥမေအောင်လိုက်မရှိဘာဖြစ်လဲဥမေအောင်လိုက်မရှိလာမှာဘောဥဇိုးဝေးဥဇိုးဝေးမရှိဘယ်သူလာမလဲ ဥကျော်စွာလင်းတို့ဥအောင်လင်းတို့တို့အမဥညိုစောတို့အများကြီးတယ်ခမားတို့ခေါင်းထဲမှာတခုထည့်ထားရမှာ၄တဒူးမှမရှိလေဖြစ်တယ်ဆိုတဲ့အတွေ့အမျိုးတွေးတာလူတိုင်းလူတိုင်းမှာကျွန်တော်မှအဖေသေးသွားရင်လေကျွန်တော်ကျွန်တော်သေသွားပြီဒါတော့ကျွန်တော်သာသမီနှစ်ယောက်ကျွန်တော်မရှိလေဘာမှမဖြစ်ဘူးလူလေးသူ့ဘဝသူရက်တည်လို့ရတယ် နိုင်ငံအတွက်တိုင်းပြည်အတွက်ကိုခမားတို့ချိတ်ထမိန်နေကိုလိုအင်ကြီးတွေဆွဲကြိုးတွေပဝါတွေခြုံပြီးတော့မှတိုင်းပြည်ကိုတိဆောက်တာမဟုတ်ဘူးအသက်တွေသွေးတွေချွေးတွေပေးပြီးတော့မှတက်မတော်ကာကွယ်ဦးစီးချုပ်တွေကနေအစင်းစင်းတက်မတော်အခြေခံစစ်တီစစ်တာအထိအယိုးကြီးကြီးအရေးခန်းခန်းဆိုပြီးတော့ကိုယ့်ရဲ့အသက်ကိုစီယိုထိုးပြီးတော့မှတိတက်မတော်သားတွေအတိုင်းပြည်နဲ့နိုင်ငံလူမျိုးကာကွယ်နေတယ်ဆိုတာကိုခမားတို့သိတာ စောက်တောက်ပနဲ့စီးပြီးတော့မှချိတ်တမိန်ဝမ်းဆက်ဝှက်ပြီးတော့မှတိုင်းပြည်ကိုငန်းနေအုပ်ချုပ်ခွင့်ပေးလိုက်တာဘယ်နိုင်ငံမှမမရှိတဲ့နိုင်ငံတော်အတိုင်းအမြံပုံကူဆိုတဲ့ယာတုကိုယူပြီးတိုင်းပြည်ကိုဖျက်ဆီးတာတော့ကတော့လူတိုင်းလုတ်တက်တယ်ကောင်းထဲမှာတည်တည်ကြာကြာထဲ့တာတိလာကာဝေဦးဒီချုပ်အုံဖွားဆိုပြီးရတာမဟုတ်ဘူးဘိုလ်လုံးလေးနေတက်ပြီးတော့မှတင်နှန်းစင်းပြီးတော့မှတက်လာတာဒါတည့်ရစေမို့လို့ ခုလက်ရှိကဒီရက်စီအင်းဒိတ်19 22ဟိုမှာသူ့ဘေးမှာရှိနေရ25တွေဥဒန်းတွေဟမ်တိုက်ပြီမှာနိုင်ငံကိုကောက်ွယ်တဲ့တပ်မတော်ရဲ့အင်ဂျီကိုဝတ်ပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်သွားတာနော်ငါးနှစ်နဲ့တောက်ပနဲ့နဲ့ဟိုမှာပဝါလေးပတ်ပြီးတော့မှလမ်းပတ်စီပြီးတော့ကျမပြည်သူတွေစီးရဲနေချိန်မှာကျမကားကောင်းစားကြီးစီးရမှာရှက်တယ်လို့ ကျမအစိုးရဖြစ်ဘယ်နိုင်ငံသားမှအာမကိုပါဘူးလို့စင်ကာပူနောက်တဲ့10နှစ်15နှစ်ဆိုကြော်ပါမယ်လို့အဲ့လိုစောက်ပေါက်ပန်းပေးတဲ့ဖာစကားချင်းချင်းကြီးဆိုစကားပြောသွားပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တာမဟုတ်ဘူးအဲ့တော့တော့ခေါင်းထဲမှာထည့်တာနော်တိုင်းပြည်ပြုပြင်ပြောင်းလဲဖို့ဆိုခင်ဗျားတို့ပြည်သူလူထုကလည်းတိုင်းပြည်ကောင်းကောင်းကျိုးလုပ်နေတဲ့တကယ်စစ်မှန်တဲ့ဝန်ထမ်းတွေတက်မလို့သားတွေနဲ့အကူအညီလက်တွဲပြီးတော့မှတိုင်းပြည်ကောင်းအောင်တိုင်းပြည်အရွေးတခုဖြစ်အောင် လုပ်ဖို့လိုတယ်အဲ့ဒါခမားတို့ကျွန်တော်တို့တိုင်းရဲ့တယောက်ချင်းစီတိုင်းမှာတာဝန်ရှိတယ်ခမားတို့နန်းစီတစီတဲ့နဲ့စီမပြူမင်းပြောနေလဲဘာမှမဖြစ်ဘူးပြောမှာပဲကျွန်တော်ကတော့နော်အမှန်တရားဆိုအကုန်ပြောမှာနော်စီစံနန်းတစီတဲ့နဲ့စီမပြေဘူးလေနန်းတစ်ခင်းလုံးစီကြိတ်လိုက်စီဘယ်လောက်ရမလဲဥဒ္ဒချက်သေးတဲ့ပွင့်ဆိုတာအလကားပြောထားတာမဟုတ်ဘူးတက်မတော်သားတွေရဲ့ဘဝအနေဆုပ်တယ်ဒါပေမဲ့တက်မတော်သားတွေရဲ့တန်ဖိုးကိုတည်တဲ့လူတွေက တက်မတော်သားဆိုတာအနေစုပ်ပေမဲ့ရွှေတုတ်တဲ့မြဘဝပဲနော်အေးရွတ်တာပေပေါက်တွေရှိမယ်နော်ဥဒ္ဒချက်တဲ့တပွင့်အနေနဲ့ပြစ်လိုက်တိုင်းတော့ပြစ်တိုင်းတော့ဆိုတဲ့စစ်သားတွေရှိတယ်လို့မိုးကြွှေကိုတဲ့စစ်သားတွေရှိတယ်အဲ့လိုဆိုတချို့သောဌာနဆိုင်ရာဌာနဌာနဆိုင်ရာတွေမှာတက်မတော်ကနေပြီးတော့မှအသွင်ပြောင်းသွားပြီးမိုးကြွှေကိုလှုပ်ပြီးတော့မှနော်လက်ပေးလက်ယူတွေလှုပ်လာတဲ့လူတွေရှိလို့ ဌာနဌာနနေရာဌာနအသီးသီးမှာအကျင့်မြတ်ချသားတဲ့ဝန်ထမ်းတွေပေါ်ပေါက်လာတာအဲ့ဒါကလည်းအမှန်တရားပဲအဲ့ဒါလည်းလက်ရှိမြေပြင်တကယ်ပကတိအရှိတရားပဲအဲ့ဒီလူတွေဒါတက်မတော်တွေကနေသင်တာတဲ့ပညာတွေနဲ့စီမံကမ်းမှန်တဲ့နော်ဌာနတစ်ခုကိုတည်ဆောက်နိုင်မယ်ဆိုရင်အဲ့ဒီဌာနသည်လက်ပြီးလက်ယူကင်းစင်ပြီးတော့မှပြည်သူချစ်တဲ့ဆိုကြပါစို့လောဝကတော်၎င်းကာညာတော်၎င်း ဟုတ်လားစီပင်တော်၎င်းပြည်သူအားကိုးရတဲ့ဝန်ထမ်းတွေဖြစ်လာမှာအေကံမလွဲပဲနော်စောင့်ချက်မရှိတော့လှုပ်ကြပါဗျာအားလုံးဝိုင်းပြတ်ကြပါဗောနော်လှုပ်တဲ့လူကလှုပ်တယ်တိုင်းမျိုးကောင်းတီတောင်တဲ့လူကတီတောင်တယ်မိသားစုကိုမိသားစုနဲ့ကိုဘွားတွေကိုပဲကြည့်ပြီးတော့မှနော်ပြည်သူလူထုအပေါ်ကနေပြီးတော့မှဂုံသွေးစုပ်တဲ့အောက်တန်းသားဝန်ထမ်းတွေနော်အောက်တန်းသားဝန်ထမ်းတွေဆိုလဲနောက်ဆုံးနာမည်တက်ပြောပါ ကျွန်တော်ပြောပြတာပိုင်းပိုင်းနိုင်နိုင်မိမိရာဆိုကျွန်တော်ကြိတ်မှာနော်ခုပြုံးလေးကနေရလို့ပြန်စီစစ်လေးစစ်မဟုတ်လားမှန်တယ်ထင်ချဟလာပြည်သူလူထုလည်းပြန်ကြည့်အစိုးရတရအနေနဲ့ဝန်ထမ်းကောင်းတွေလောက်ရမယ့်အလုပ်ကခင်ဗျားတို့ဒါတွေတော့ဒီလူတွေရှိနေတယ်လားပြုံးလေးမျိုးတော်ခံမှာဟိုစီတိုင်းဝိုင်းထဲမှာခေါ်ထက်ကျွန်တော်တို့တော့အစိုးရတရအနေနဲ့ကျွန်တော်တို့ဒီလူပြောတယ်အဲ့တော့ကျွန်တော်တို့အစိုးရကို ခင်ဗျားတို့ပြည်သူနဲ့အစိုးရကြားမှာကျွန်တော်တို့ရှိနေတဲ့ပေါင်းဦးတရားအနေနဲ့ကျွန်တော်တို့ခင်ဗျားတို့ကိုအစိုးရနဲ့ဘယ်လိုချိတ်ဆက်ပြီးတော့ခင်ဗျားတို့ဘက်ကလိုအပ်ချက်တွေခင်ဗျားတို့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာတွေပြောချင်တာရှိလဲအရေးဝင်လူသိရှင်များအမှမီဒီယာတွေခေါ်ဟုတ်လားဗီဒီယိုဖိုင်တွေရိုက်နော်တိုက်ရိုက်တော့မှထုတ်လွှင့်ပြီးတော့မှဒီလိုပြည်သူလူထုကိုထင်တာမြင်တာတဲ့အစိုးရဆိုတဲ့ပုံရိပ်တစ်ခုကိုပြရမှာအဲ့ဒီလိုခေါင်းဆောင်တွေအဲ့ဒီလို လူကြီးတွေအဲ့ဒီလိုထွေအုပ်လူကြီးတွေအဲ့ဒီလိုခရိုင်မူးတွေနော်အဲ့လိုတာဝန်ရှိတဲ့လူတွေအဲ့လိုကိုရှာအာမှာကျုပ်ဘာမှအပေါ်မပြောဘူးဗီဒီယိုရိုက်တာတခါလဲတိုင်းဒီပြည်ဒီပြောင်းဒီခမ်းမကြီးတဲ့မှာပြည်သူလူထုကဘာပြောချင်တာလဲစီကန်းကြီးကြီးပြောဟုတ်လားကျမတို့ကျွန်တော်တို့နင့်နာသွားတဲ့အကွက်ကလေးတွေနိုင်ငံတော်ပေးစုပေးပါမယ်ဒါပေမဲ့ကျမတို့ရဲ့မိသားစုတွေနေရေးထိုင်ရေးအတွက်ပြန်လဲတင့်တင့်လျောက်ပတ်တဲ့နေရာလေးမှာပြန်စီစဉ်ပေးပါကျမတို့ဒါပဲတောင်းဆိုချင်ပါတယ် ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကနိုင်ငံတော်နာသကဝန်ကြီးချုပ်ကိုကျွန်တော်တို့ဒါတွေတင်ပြပေးမယ်ခင်ဗျားတို့လူကျင်တဲ့အရာတွေကိုပြောဟုတ်လားဖြစ်နိုင်တဲ့ဟာကိုပြောဒီလိုကောင်းဆောင်မျိုးတွေပေါ်ရမှာဗျအခုကတော့မဟုတ်ဘူးအစိုးရအဒီနေရစပြစ်ကွင်းနဲ့မလုပ်ဘူးလို့ပဲပြောလိုက်တယ်ရှီသေးတယ်။ဧကနေရအောင်သူတို့သိညင်တာ။ပြီးသူတို့အကွက်ရိုက်ပြီးတော့သူတို့ရောင်းတော့မှသူတို့ဘာမှဟိုဂျန်နဲ့ပြီးသူလူလူဖို့သူတို့မစင်တာဟိုရမမြအောင် အဲ့မယ်လူကြီးကနှစ်ဆက်ပြည့်ကိုတက်ပိုင်ပြီပြီးသုံးထက်တိုက်တွေပါတခါလဲဖြောင်ယူပလိုက်တာနော်အဲအဲ့လိုမျိုးအဲ့လိုမျိုးဟုတ်ပြောပြတာပါဒါနော်နိုင်ငံနိုင်ငံဝန်ထမ်းဆိုတာကကျွန်တော်ပြောပြီးပြီပဲစီကိုင်းစီပေးမှာပေါ့ဒါပေမဲ့အဲ့ဒီစီကိုဒီလိုကြီးစုပ်ထားရင်တော့ခမ ्या အောက်တန်းလာပဲနော်အဲ့ဒီစီပေးနေတာကိုဒီလိုကြီးစုပ်ထားမယ်ဆိုရင်ခမ ्या အောက်တန်းစားပဲ အဲ့ဒီစီပေနာရာလေးကိုပေတဲ့လောက်နဲ့ခမဥပမာပြောပြမယ်စီပေနေတယ်မလားငါလက်မှာစီပေနေတယ်မိမငါ့ကိုထမင်းချန်ကလေးခုခုပေးခဲ့တာမှာပဲပြုတ်လေးထည့်ပြီးတော့မှဟုတ်ကဲ့အခုခုခဲ့ပေးပါမယ်ထမင်းလေးနဲ့ပဲပြုတ်လေးနဲ့ခုခဲ့တယ်စီမပါနဲ့မိမစီမဆန်းခဲနဲ့ခမလက်ကစီနဲ့အဲ့ထမင်းနဲ့ပဲပြုတ်နဲ့ကိုနေပြီးတော့မှစားလိုက်ခမအတွက်လည်းအစီအစိမ့်ဖြစ်တယ်အဟာရလည်းဖြစ်တယ် ခမားကိုလည်းပြည်သူလူထုကချစ်လိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့ခမားကင်ထားတဲ့စီကိုညစ်ကြုံညစ်ထုတ်ပြီးတော့မှရောင်းစားနေမယ်ခိုးစားနေမယ်ဖွက်စားနေမယ်ဆိုရင်တော့ခမားအစီအစိမ့်မဖြစ်ဘဲနဲ့အစီအစိမ့်မဖြစ်ဘဲနဲ့ခမားစားသမျှအရာအလုံးကမီးလိုပူပြီးတော့အစိတ်အတောက်ပဲဖြစ်လိမ့်မယ် မြန်မာပြည်အများအဆုံးငြိမ်းချမ်းပါစေကျွန်တော်လည်းခီးထွက်နေလို့ပါခြေတန်းရောက်နေတဲ့တပ်မတော်သားတွေဘေးရန်တွေအကင်းရှင်ပြီးနောက်တန်းမိသားစုတွေနဲ့အများအဆုံးပြန်လည်ပေါင်းဆက်နိုင်ပါစေ